အားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲအတွင်းထရန့်ကတရုတ်နဲ့ကုံသွေးစစ်ဆမယ်လို့ချိန်ချောက်ခဲ့ချိန်မှာတရုတ်အနေနဲ့အခက်ကြုံရမယ်ဆိုတဲ့ထင်မြင်ယူဆချက်တွေကျယ်ပြန့်ခဲ့ပါတယ်တရုတ်ပို့ကုန်လုပ်ငန်းတွေကမေဂန်ဈေးကွက်ပေါ်အရန်မူတည်နေတာကြောင့်တရုတ်စီးပွားရေးကလည်းမတည်မငြိမ်ဖြစ်နေပြီးမေဂန်ဘက်ကဖြစ်လာမဲ့ဈေးနှုန်းတက်မှု inflation တွေကိုဒေါ်လာငွေကြေးနဲ့ဟန်တားနိုင်မယ်လို့မျှော်လင့်ထားကြပါတယ်ဒါပေမဲ့အမှန်တကယ်ဖြစ်ပျက်လာတာကတော့အဲ့ဒီမျှော်လင့်ချက်နဲ့ဆန့်ကျင်နေပါတယ်ဒေါ်လာတန်ဖိုးအားနည်းလာပြီး ်မေဂန်စီးပွားရေးလည်းမတိမငိမ်ဖြစ်လာခဲ့ပါတယ်။ဒါ့အပြင်တရုတ်ဘက်ကလည်းဒီကုံသွေးရေးစင်မှာမေဂန်မျောလင့်ခဲ့တယ်လို့အာမနေပဲပုံမူအားကောင်းနေတယ်ဆိုတာပြသနိုင်ခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာတော့အမေရိကန်နဲ့တရုတ်တို့ကြားမှာဇက်တိုက်မြင့်တက်နေတဲ့ကုံသွေးရေးစင်အကြောင်းဘယ်သူအနိုင်ရနေလဲနောက်ထပ်ဘာဖြစ်နိုင်လဲဆိုတာကိုတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါ့အပြင်ကျွန်တော်တို့ရဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာ။ ထရန်တက်လာချိန်မှာစပြီးတရုတ်ဘော်တတ်မှတ်ထားတဲ့အခွန်တွေကိုအနေငယ်အချင်းချုပ်ပြောပြချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လ ీల ထားမဲ့ချက်တွေအတော်များနေလို့ပဲဖြစ်ပါတယ်။ထရန်မတက်လာမီတုန်းကတရုတ်မှာတင်သွင်းတဲ့ကုန်ပစ္စည်းတွေပေါ်အမေရိကန်ရဲ့ပြည်မြအခွန်တုန်းက20ရာခိုင်နှုန်းဝင်ချင်မှာပဲရှိပါတယ်။ဒါဟာပထမတက်တန်းကထရန်ချမှတ်ခဲ့တဲ့တန်မဏိနဲ့နေအောင်စွမ်းရင်ပစ္စည်းလိုမဟာဗျူဟာဆိုင်ရာပစ္စည်းတွေပေါ်အခွန်တွေကြောင့်ပဲဖြစ်ပါတယ်။ဒါနဲ့ရေဘူးရအပြင်ကမ္ဘာတခြားနိုင်ငံတွေစီကတင်သွင်းတဲ့ ုန်ပစ္စည်းတွေပေါ်အမေရိကန်ခွန်နှုန်းက300ခန်းနှုန်းလောက်ပဲရှိပါတယ်။နောက်ထပ်ထရန့်ရဲ့ဒုတိယသက်တမ်းမှာတော့တရုတ်နယ်ပို့ပြီးမတူညီတဲ့ကုန်သွယ်စစ်တခုကိုစတင်လုံဆောင်ခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာထရန့်ကတရုတ်မှာတင်သွင်းတဲ့ကုန်ပစ္စည်းအလုံးပေါ်ဆယ်ရာခန်းနှုန်းအခွန်တိုးမြှင့်ချမှတ်ခဲ့ပါတယ်။၃ရက်ကြာတရုတ်ကလည်းအမေရိကန်တွင်းလာတဲ့မီးသွင်းနဲ့အရေးပေါ်သဘာဝတန်ွေပစ္စည်းပေါ်15ရာခိုင်နှုန်းနဲ့အမေရိကန်ရဲ့ကုန်စည်တွေဖြစ်တဲ့ပလဲရေမီးစီ စိုက်ပျိုးရေးဆက်ရန်ရမော်တော်ယာဉ်များပေါ်ဆေးရဂိုင်းတို့ခွန်နဲ့ပြန်လဲတုံ့ပြန်ခဲ့ပါတယ်မက်စလာ၃ရက်နေတွင်ထရန့်ကထပ်ပြီးဆေးရဂိုင်းတို့ခွန်ထပ်မံတိုးလိုက်ပြန်ပါတယ်တရုတ်ကလည်းမေဂန်စိုက်ပျိုးရေးကုန်စည်တချို့ပေါ်အခွန်တိုးမြင့်ချမှတ်ခဲ့တယ်အေဘီနီရက်နေတွင်ထရန့်ကတရုတ်မှာတင်သွင်းတဲ့ကုန်ပစ္စည်းအားလုံးပေါ်34ရာဂိုင်းတို့အခွန်ထပ်တိုးလိုက်ပါတယ်နှစ်ရက်အကြာမှာတရုတ်ကလည်းတူညီတဲ့34ရာဂိုင်းတို့အခွန်နဲ့ပြန်လဲတုံ့ပြန်ခဲ့ပါတယ် AB 9ရက်နေ့မှာထရန့်ကနောက်ထပ်50ရာခိုင်နှုန်းအခွန်တိုးချမှတ်မယ်လို့ချိန်ချောက်ပြန်ပါတယ်။ AB 9ရက်နေ့မှာတရုတ်ကလည်းနောက်ထပ်50ရာခိုင်နှုန်းပြန်တိုးပြီးအမေရိကန်မှတင်သွင်းလာတဲ့ကုန်ပစ္စည်းပေါ်အခွန်84ရာခိုင်နှုန်းထိရောက်သွားခဲ့ပါတယ်။ AB 10ရက်နေ့မှာထရန့်ကအမေရိကန်ရဲ့တရုတ်မှတင်သွင်းမှုအလုံးပေါ်အခွန်ကို145ရာခိုင်နှုန်းထိတိုးလိုက်တယ်။နောက်ဆုံးမှ AB 11ရက်နေ့တွင်တရုတ်ကလည်းပြန်တိုးပြန်ပြီးအခွန်125ရာခိုင်နှုန်းထိတိုးလိုက်တာနဲ့ကမ္ဘာအကြီးဆုံးစီးပွားရေးနှစ်နိုင်ငံကြားကုန်သွယ်ရေးတွေအဆုံးသတ်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ အစိုးပိုင်းကထရန့်အစိုးရအနေနဲ့ဒီကုံသွင်းစစ်ကိစ္စကိုအတော်အသင့်ယုံကြည်မှုနဲ့ကြုံတွေ့နေရတယ်လို့တာဝန်ယူထားခဲ့ပါတယ်။မကြာသေးမီအပတ်ကပဲထရန့်ကဘလုံးကတရုတ်ဘက်မှာရှိတယ်။တရုတ်ကအမေရိကန်နဲ့စာချုပ်ချုပ်ရမယ်။အမေရိကန်ကတော့စာချုပ်ချုပ်ဖို့မလိုအပ်ဘူးလို့ဆိုခဲ့ပါတယ်။ Treasury Secretary Scott Vincent ကလည်း CNBC သတင်းဌာနနဲ့ပြောစဉ်တရုတ်ကနှစ်ချက်ပဲလက်ထဲမှာထည့်ပြီးကစားနေကြတယ်။တရုတ်ကအခွန်တိုးတယ်ဆိုရင်အမေရိကန်အနေနဲ့ဆုံးရှုံးစရာမရှိဘူး။ ်မေဂန်ကတရုတ်စီကိုတင်ပို့တဲ့ပမာဏကတရုတ်ကအမေရိကန်စီကိုတင်ပို့တဲ့ပမာဏရဲ့တဘုံ၅ဘုံပဲရှိတယ်လို့ဆိုခဲ့ပါတယ်ဒီအချိန်လေးကအမေရိကန်နဲ့တရုတ်ကြားမှာကုန်သွယ်ရေးကွာချက်ကြီးမားတဲ့အပေါက်ရှိနေတာကြောင့်တရုတ်စီးပွားရေးကအမေရိကန်ဈေးကွက်ကိုပုံမလိုအပ်နေပြီးအမေရိကန်ကိုတရုတ်ကလက်မလွတ်နိုင်တာဆိုတဲ့သဘောတရားတစ်ခုအမေရိကန်ဘက်မှရှိနေခဲ့ပါတယ်ဒါပေမဲ့အမှန်တကယ်ဖြစ်ပေါ်လာတာကအဲ့ဒီမျောလင့်ချက်နဲ့မတူခဲ့ပါဘူးအစိုးရမှစီးပွားရေးပညာရှင်များမှမျောလင့်ခဲ့သလိုကုန်သွယ်ရေးစစ်ကြောင်တရုတ်ဘက်ပုံမထိခိုက်မယ်လို့ထင်ထားခဲ့ပေမဲ့ အချိန်ကြီးကအဲ့လိုမဖြစ်ခဲ့ပါဘူး။ဥပမာအားဖြင့် Peterson Institute for International Economics ကလွန်ခဲ့တဲ့နှစ်ကခံမှန်းခဲ့တာအရနိုင်ငံတစ်နိုင်ငံလုံးတပြိုင်တည်း60ရာခိုင်နှုန်းအခွန်ချမှတ်ခဲ့ရင်တရုတ်ရဲ့ GDP က980ဘီလီယံဒေါ်လာရောနေမယ်။အမေရိကန် GDP ကတော့329ဘီလီယံဒေါ်လာပဲရော့မယ်လို့ခံမှန်းထားခဲ့ပါတယ်။ဒါပေမဲ့အဖြစ်အပျက်ကကွဲပြားသွားခဲ့ပါတယ်။အမှန်တကယ်မှာတော့ Trump အုပ်ချုပ်မှုကအခွန်အချို့ကိုရှော့ချပြီးကြီးမားတဲ့ကင်းလွတ်ခွင့်တွေထုတ်ပေးလိုက်ပါတယ်။အထူးသဖြင့် mobile phone များ ွန်ပျူတာပစ္စည်းများနဲ့ electronic ပစ္စည်းများပါဝင်တရုတ်မှတင်သွင်းလာတဲ့ကွန်ပျူစီစုစုပေါင်းရဲ့40ရာခိုင်နှုန်းနီးပါးကိုကင်းလွတ်ခွင့်ပေးလိုက်ပါတယ်နောက်ဆုံးမှာ Trump အုပ်ချုပ်ရေးကမတည်မငြိမ်ဖြစ်လာပြီးညှိနှိုင်းမှုတွေတောင်းဆိုလာခဲ့ပါတယ်မနေ့တနေ့က Reason က Wall Street Journal မှာစောင်းမတစ်ပုဒ်ရေးသားပြီးအမေရိကန်မိဖက်နိုင်ငံတွေကိုတရုတ်အားစီးပွားရေးရတိကျထားဖို့ကူညီပေးဖို့တိုက်တွန်းခဲ့ပါတယ်ဒါပေမဲ့တော်တော်ရေပန်းမစားခဲ့ပါဘူးအကြောင်းကလည်းအခုချိန်မှာအမေရိကန်ရဲ့မိဖက်တွေမဖြစ်မနေများပြားနေခြင်းမဟုတ်တော့လို့ပါပဲ။ တဖက်မှာတော့တရုတ်ဘက်ကမျှော်လင့်မှုမြင့်လာနေပြန်ပါတယ်။လွန်ဘက်သတင်းဆိုရဗိုလ်တဦးနေမှာပဲဘေကျင်းဘက်ကညှိနှိုင်းမှုတွေလှုပ်ချင်ရင်ထရန့်ကပုံမတည်ငြိမ်မှုနဲ့၎င်းတရုတ်ဘက်ကိုလေးစားမှုနဲ့၎င်းပြသဖို့လိုအပ်တယ်ဆိုပြီးတောင်းဆိုလာခဲ့ပါတယ်။တရုတ်ဘက်ကနောက်ထပ်တောင်းဆိုချက်တစ်ခုကလည်းထရန့်ကသူ့အဖွဲ့ဝင်တွေကိုထိန်းချုပ်ပေးဖို့ပါ။ဒီဟာကမကြသေးမီက JD Van တရုတ်လေသမားတွေအကြောင်းပြင်းပြမှုရှိတဲ့မှတ်ချက်တွေပြောခဲ့တဲ့ပေါ်တုံ့ပြန်မှုတစ်ခုလို့သဘောပေါက်ရပါတယ်။ China Daily တရုတ်ကွန်မြူနီပါတီရဲ့အင်္ဂလိပ်စာသတင်းဆောင်မှာလည်း မေဂန်ဘက်ကမအောင်မြင်ဘူးဆိုပြီးအပတ်စဉ်စောင်းမတစ်ပုဒ်ထုတ်လွှင့်လိုက်ပါတယ်။ဒါဆိုထရန့်အတွက်ဘာကြောင့်အစီအစဉ်တွေလမ်းပြောင်းနေရလဲ။ပထမဆုံးကတော့တရုတ်ကမေဂန်ကိုမိမိဈေးကွက်အတွက်လွန်အားမထားတော့ပါဘူး။2018ခုနှစ်ပထမဆုံးကုန်သွယ်ရေးစစ်အစမှာမေဂန်ကတရုတ်ပို့ကုန်စုစုပေါင်း20ရာခိုင်နှုန်းကိုကင်ထားပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီအရေးတွက်ဟာ73ရာခိုင်နှုန်းခန့်အထိကျဆင်းသွားပြီ။ဒုတိယအကြောင်းအရာကမေဂန်ပို့ကုန်လုပ်ငန်းတွေအနေနဲ့များများမဆုံးရှုံးနိုင်ပေမဲ့မေဂန်စားသုံးသူတွေကတရုတ်ထံမှကုန်ပစ္စည်းများကိုလိုအပ်နေစေဖြစ်ပါတယ်။ ဒါကြောင့်ကုန်သွေးစစ်ကအမေရိကန်တွင်ငွေဖောင်းကြွမဲ့အနေအရကိုမြင့်တက်စေပါတယ်။တရုတ်လုပ်ငန်းတွေကအမေရိကန်ထက်အယောင်းများတာကအမေရိကန်စားတောင်းသူတွေကတရုတ်ပစ္စည်းတွေကိုကြိုက်ညစ်တယ်လို့ပါ။အဲ့ဒီအနေနဲ့နှစ်နိုင်ငံစလုံးတဦးနဲ့တဦးအပြန်အလှန်မီခုန်နေကြပါတယ်။ထရန့်ကမိုဘိုင်းဖုန်းနဲ့အီလက်ထရောနစ်ပစ္စည်းတွေအတွက်ကင်းလွတ်ခွင့်ပေးခဲ့တာကလည်းဒီချက်ကိုတိုက်ရိုက်အတိမတ်ပြုလိုက်ခြင်းပါ။တရုတ်ဘက်ကတုံ့ပြန်ပြီးအခွန်တိုးမြင့်တဲ့အခါတရုတ်မှလည်းငွေဖောင်းမြင့်တက်နိုင်ပေမဲ့တရုတ်မှလက်ရှိအချိန်ကအမေရိကန်ထက်ငွေဖောင်းပွားမှုနေနေတယ်။ဥပမာအရတရုတ်ပြည်သူတွေက ချီချင်းဖင်ကိုမကြိုက်လို့ရွေးကောက်ပွဲနဲ့ပြောင်းလဲနိုင်ခြင်းမရှိတာမျိုးပါဒါကြောင့်ကုံသွေးစစ်နဲ့ပတ်သက်ပြီးနိုင်ငံရေးရာတရုတ်ကပုံမအဆင်ပြေပါတယ်ချီချင်းမင်ကပြန်ရွေးချယ်မှုကိုစိတ်ပူစရာမလိုလိုအမေရိကန်ဘက်ကတိုက်ခိုက်နေတဲ့နေသားကြောင့်တရုတ်အစိုးရရာအလုံးကိုထရန့်ပတ်ပေးအပြစ်တင်နိုင်ပါတယ်အမေရိကန်ပြည်သူတွေအနေနဲ့တော့ဘာလို့ထရန့်ကဈေးနှုန်းတွေချိုသာစေဖို့ခရီးပေးထားပြီးပြန်ပွားတဲ့စီးပွားရေးတန်တွေထပ်တိုးဖြစ်လာရတာလဲလို့မေးမြန်းလာကြပါမယ်နောက်ထပ်အကြောင်းအရာကတရုတ်ကအခွင့်ပြန်တိုက်နည်းပြင်တခြားစီးပွားရေးလက်နက်တွေလည်းရှိပါတယ် ဥမာဒီဘက်ထဲမှာတရုတ်က boring order များအလုံးကိုဖျက်သိမ်းလိုက်ပါပြီ။နောက်ထပ်ရေးပါတဲ့ကုန်ကြမ်းများနဲ့တန်ကြောင်းများကိုလည်းအမေကန်ပို့ချင်းကိုရပ်ဆိုင်းလိုက်ပါတယ်။ဒီပစ္စည်းကအစစ်မြစ်ဆက်မှုလုပ်ငန်းအများကြီးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ဒါကြောင့်အမေကန်ဘက်ကတရုတ်ထံမှာ critical part တွေအများကြီးမရှိမဖြစ်လိုအပ်နေပေမဲ့တရုတ်ကအမေကန်ကနေဝယ်တဲ့စိုက်ပျိုးရေးကုန်ပစ္စည်းတွေကတော့ဘရာဇီးလိုနိုင်ငံတွေကနေလွယ်တကူအစားထိုးဝယ်ယူနိုင်ပါတယ်။အနေအထားအခြေအနေထိဆိုရင်တရုတ်ကအမေကန်ရဲ့အကျိုးစာချုပ်တွေ ဖရက်စရီဝန်တွေမဟုတ်အခြားအေဂျင်စီပေါင်းချုပ်တွေပါရောင်းချနိုင်ပါတယ်ဒါကအမေရိကန်တွေငွေကြေးပြင်းထန်ထိခိုက်မှုဖြစ်ပွားစေနိုင်ပါတယ်အားလုံးကိုပေါင်းချုပ်ကြည့်ရရင်ကျွမ်းရဲ့ကုန်သွယ်ရေးစစ်ကမရောက်ချင်တဲ့အဖြစ်အပျက်တွေလမ်းပြောင်းနေပါပြီအပေါ်ပိုင်းမှာဆိုရင်ထရန့်တွေမကောင်းတဲ့သတင်းတစ်ခုပဲဒါပေမဲ့ပိုဆိုးတာကအမေရိကန်ရဲ့အခြားကုန်သွယ်ရေးမိဖက်တွေကိုပါအမေရိကန်ကုန်သွယ်ရေးစစ်မှာထိခိုက်နိုင်ပါတယ်အတွင်းစီးပွားရေးဖိအားကြောင့်ထရန့်တောင်ကုန်သွယ်ရေးစစ်ပွဲကိုပြန်စင်းစားနေပြီဆိုတဲ့သတင်းကထွက်နေပါပြီ2025ခုနှစ်မှာအကောင်းဆုံးတည်ကြတာက ဒီပုံစံတိုင်း Trump ကြည်ချင်းပြင်တဲ့တခြားအစိုးရထိပ်တန်းတွေကနောက်ထပ်သတင်းဥအဖြစ်ဆက်ရှိနေမယ်ဘယ်သူကအားလုံးထဲမှာအားကောင်းဆုံးလဲဆိုတာပြည်သက်ကြီးတို့ခံမှန်းပေးသွားကြပါဦးခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်ခင်ဗျာ